မြတ်စွာဘုရားဘာမင်းရှိတုံးဆိုအေးတဲ့အမင်းတို့အချုပ်ပြောလိုက်မယ်ရဟန်းတန်ခါတွေသင်တို့ကအချုပ်တစ်ခုပြောလိုက်မယ်ငါတစ်ခုအရေးကြီးတာပြောမယ်ဟန္တဓာနိဘိခွေအမန္တရာမိဝမင်းတို့ကိုပွန့်ပွန့်လင်းလင်းပဲပြောလိုက်မယ်ဘာလို့ဝရဓမ္မသင်္ခါရသင်္ခါရတရားဆိုဒီတော့မှမမြဲဘူးအားလုံးက ချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတာကိုမမေ့ကြဘူးလောကလူတွေကနော်သာဝရလို့ထင်ပြီးတော့မိမိနေရောရနေထကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝရဓမ္မသင်္ခါရကံစိတ်ဥတုအာရလို့ဆိုတဲ့အကြောင်းလေးပါနဲ့ပေါင်းစပ်ထားတယ်တခြားအကြောင်းတွေဟိတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းစပ်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်တယ်ဗျဝရဓမ္မ ယူရင်းပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေကြီးပဲဖြစ်တယ်အဲ့တော့ဒီလိုမခိုင်မြဲတဲ့တရားတွေပေါ်မှာတတိထာဟုအပမဒိနာတမ္ပါဒိထာကိုလုံးတဲ့လုံးတိုက်တဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုယ့်ဘာကိုတတိထားပြီးတော့ကြင်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့ရသော်ဗျာကအရေးကြီးတဲ့မိန့်ကြားချက်ကိုဝေဒာလီမဟာဝဏတော်ဥစ္စေမှာ ဒီကုဒါကာရတာလအကြောင်းဥပဋ္ဌာဏတာလစီဝေခမကြီးတဲ့မှာရဟန်းတော်တွေကိုဆုံးမဩဝါဒပေးခဲ့တာသာသနာတော်အတွက်မြေမြအရေးကြီးတယ်ဆိုတာအာလုံးတရားချေခင်သူတော်ဝင်ပြိဿပေါင်းလို့သိရှိနားလည်နိုင်ကြပါတယ်။ရသော်ဘုရားရဲ့အရေးကြီးဆုံးသာသနာလို့ခေါ်ဆိုရတဲ့တရားဟာခုပြောရတဲ့တတိပဌာန်၄ပါးသဗ္ဗပဌာန်၄ပါးအဋ္ဌိပ္ပ၄ပါး အိန္ဒြေ၅ပါးပူ၅ပါးဘုဇဉ်9ပါးမက္ကိ10ပါးသာနေဖြစ်တယ်။အဲ့ဒီတရားတွေကိုယ်တဏ္ဍာမပျောက်ကွယ်နေပြီဆိုရင်ကိုယ့်အတွက်သာသနာကွယ်နေတယ်လို့ပဲယူဆ။အဲ့ဒီတရားတွေကိုယ်တဏ္ဍာမထိုက်တဲ့သလောက်ရှိနေထိုက်တဲ့သလောက်သာသနာတည်တယ်လို့ယူဆ။အပြည့်ဝတည်ပြီဆိုမှကိုယ်တဏ္ဍာမအပြည့်ဝတည်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားဒီတရားတွေကိုလေ့လက်ထားပြီးတော့ အပမာဒေနသမ္ပါဒေတမမေ့မလျော်သောတတိဖြစ်ဒီတရားတွေကိုယ်တိုင်မှာဖြစ်အောင်ကြိုးစားရကြကြိုးစားကြရတော့ဒီလိုမှာကြတော့မှာဖြစ်ပါလေတရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းတို့မြတ်စွာဘုရားအရေးကြီးဆုံးဖြစ်တယ်ဒီစကားကိုမိန့်ကြားပြီးတော့ခုလိုမှာကြတာကိုအမှတ်တတိယတို့ကိုလည်းပဲဒီတိုင်းမှာကြတယ်လို့စိတ်ထဲမှာခံစားနားလည်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း